moisturizer လိမ့်လို့ရှိရင်တဲ့ဘတော်လာကိုအသားကြီးလေးကတကယ်ကို floss လေးတက်တာပြီးတော့ကြည်ကြည်ဝင်းဝင်းလေးဖြစ်နိုင်လဲဆိုရယ်မိကုံးလေးမေးရတာမျိုးအမြဲတွေ့ရတယ်။ဆို moisturizer နဲ့ပတ်သက်ပြီးတော့ဒါကိုပြောလို့ရတဲ့အခန်းကဏ္ဍလေးရုံးမယ်။အဖေကအောရင်ဝမ်းမရှိဘူးကွာတိလာသူက lifestyle ပုံမူတည်းရစားသပ်ပုံမူတည်း hormone ဆုံမူတည်းပြတခြားတွဲဆက်ပြီးတော့လုပ်တဲ့သုံးတဲ့ပစ္စည်းပုံမူတည်းအဲ့တော့နံပါတ်1ကကိုကလုံးဝ dehydration ဖြစ်နေတယ်ပြောရမယ်ဆိုလို့ရှိရင်ဒီနားလေးမှာလို့ပကြအပ်ပြီးတော့ခြောက်နေရမျိုးရှိနေတတ်တဲ့သူဆိုလို့ရှိရင်တော့ဒါကသုံးပြီးတော့သုံးရက်လောက်ဆိုလို့ရှိရင်သိတာတယ်။ Kaveria ကောင်းဖို့အတွက်ဆိုရင်တော့နှစ်လ3လလောက်တော့လို ို့တယ်ပြီးတော့ကိုယ့်ကိုဘာလို့ skin barrier မကောင်းတော့တာလဲဆိုတာသိရရင်းမြစ်ကိုဖြတ်ဖို့လိုတယ် skin barrier အတွက်ကိုဘာလို့နှစ်လသုံးလပဲလိုတာလဲဆိုတော့ sodium တွေမှာပါဝင်တဲ့ microbiome ingredients ကြောင့်ဖြစ်တယ် squalene ingredients ပါတယ် sodium hyaluronate လည်းပါတော့ဒါရေထဲဥဖြစ်ပြီး ingredients ပေါ့နော်ဒါတွေလည်းပါတယ်ပြီးတော့အပြင်ကအညစ်ကြေးတွေကိုဒီပြောမှာဆိုအပြင်ဖုန်တန်နေပါတယ်ခံနိုင်ဖို့အတွက် toin ဆိုတဲ့ ingredients တွေပါတယ်ဒါကြောင့် skin barrier ကိုတတ်တာရဲဆိုရင်တော့ sodium tribuclohydration နဲ့ဆိုရင်တော့နှစ်လသုံးလအတွင်းမှာသိတာနိုင်တယ်အဓိကကတော့ ingredients ဆိုတာထက်ရေးမြစ်က ပါလဲဆိုတာသိဖို့ကတော့ပိုကြီးကြည့်ရအဲ့ဒါကိုသိရဆိုလို့ရှင်တော့သိလေလေဆော့ဆော့ပိုပြီး skin barrier ပြန်ကောင်းနေလေပဲဟုတ်ပြီ whatsapp အမရွတ်တယ် whatsapp နေပျောက်ချင်နေဆိုတော့ကိုယ့်ရဲ့ skin care routine မှာဒီစားပါ whatsapp တက်တာစီရဲ့ ingredients တစ်ခုပါတဲ့ routine တော့ပါမယ်ပြီးလို့ရှင်တော့အမရွတ်တွေပါတယ်တက်တာချင်နေဆိုတော့ nail ceramic ပါဝင်တဲ့အတွက်သူက3လနဲ့6လအတွင်းတက်တာတယ်ဒါပေမဲ့ chai quad တို့ဘာလို့ဆိုလို့ရှင်တော့မတက်တာနိုင်ဘူးဒါလည်းမလိန်ချင်ဘူးပေါ့နော်ဒါကတော့ laser ပြစ်တာသို့မဟုတ်တခြားဆရာဝန်တွေရဲ့ကုသမှုနဲ့ဆိုလို့ရှင်တက်တာနိုင်တယ်နောက်တစ်ခု dark spots တွေတက်တာချင်တာဆိုတော့3လဘာလို့လဲဆိုတော့သူက nail ceramic ကကောင်းကော ောင်း dark spots တွေဒီချွေးပေါက်တွေတသက်သာစီရဆိုတော့ဆိုတော့ကကိုအနေနဲ့ဒီကုန်ပစ္စည်းကိုသုံးပြီဆိုလို့ရှင်ဘာတွေကိုမျှော်လို့ရလဲဘယ်လောက်ထိအချိန် timeline ကိုစောင့်လို့ရလဲဆိုတာလေးကိုခုဆိုရင်တော့နားလည်လောက်ပြီးချင်ပါတယ်တခြားဘာလေးသိချင်လဲ comment တွေမှာရေးခဲ့နော်